ဒါပြလို့အမပါလီဟာဒီလောက်လှပါရဲ့ချောပါရဲ့ ਨੇ ပြည်တန်စာမဖြစ်ရတာလေလို့တော်တော်များများကလာရောက်ပြီးတော့မြေးထားတာလေးတွေရှိပါတယ်မြတ်စွာဘုရားရှင်သည်ဒီမှာပေါ်လာပါလိမ့်မယ်သမီးယောကြည့်စကွန်ကြည့်မြတ်စွာဘုရားရှင်သည် ဝေသာလီပြည်တွင်ရှိစဉ်အခါယဟန်တို့တတိရှိလျက်ဆင်ကျင်လျက်နေရာဤလို့ယဟန်ငယ်တို့အားကိရတာစိတ်မျိုးသိပ်ထားနိုင်စေရန်မှာကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသည်။ A. သာလာဝရီပြည်တစာ B. အမ္ဘပါဠိပြည်တစာ C. တိတိမာပြည်တစာ D. ဝိမလာပြည်တစာသမီးစဉ်းစားဖို့အချိန်စက္ကန့်30 Sabavi? မီးအဖြေရေးပြပါမယ်။ဒီအမ္ဘာပါလီပြည်တန်ဆံပါပါဖျာ။ဒီအမ္ဘာပါလီပြည်တန်ဆံဒီမှာဖျာ။ဖြေပြောင်းမလား။ပြောင်းတော့ပါဖျာ။အဖြေမှတ်ထားပေးပါ။ဒီအမ္ဘာပါလီရသဖျားရှင်ဒီဝေသားလေးပြည်ရင်ရှိစဉ်ခါယဟန်တို့တတိရှိလျက် စင်ကျင်လျက်နေရာဤဟုယဟန်ငယ်တော်ကိရိတာစိတ်မျိုးသိထားနိုင်စေရန်မှာကြားချက်သည်မိသည့်အမျိုးသမီးကြောင့်ဖြစ်ပါသည်နီးတမီးရဲ့အဖြေကဘီအမ်ဘပါဠိပိဋကစာဟုတ်တယ်နော်တမဗျာအဖြေမှတ်ထားပြီလားအဖြေမှတ်ထားပြီလားဒီနေရာမှာတော့ပြဘုန်းကြီးတို့တိတ်ချိန်ဆောင်လို့မရပါဘူးမိုင်းမားတယ်မန်မန်တယ်နှခုံးမဲ့လာပါလိမ့်မယ်ဒီတော့ကျောင်းသားအကြွေမားသွားခဲ့လို့ရှိရင်လည်းပြိသက်များက ကျောင်းသားကိုအထင်အမြင်သေးစရာမလိုပါဘူးအပြေမှန်သွားခဲ့ပြီဆိုလို့ရှိရင်ကတော့ကုသိုလ်ချင်း16ဦးရဲ့ပထမအထူးစုစုငွေတွေဟာသမီး320နဲ့အတူသင်တန်းဆရာတော်သင်တန်းမူသင်တန်းတောင်ကန်350အပေါ်ဘောနပ်စုနဲ့အတူမိကုန်းတိုင်းမှာပေးတဲ့ဒိုင်းဆရာတော်များပေးတဲ့ဘောနပ်စုငွေတွေအားလုံးရမယ်တမန်ပြန်သမီးအီဂျာဗျူ final chance ပေးမယ် ြေပြောင်းအောင်မလား final chance မပြောင်းတော့ပါဘူးဖျံမပြောင်းရတဲ့တတိကိုချီးကျူးရင်လက်ကိုတီးပြီးတော့ချက်ချင်းလေးအားပေးယခုချိန်ထိတနေ့ကုန်တောင်ဝင်နေတဲ့ဆောင်ရွက်နေပင်မန်းတော်လည်းပဲစောင့်ပြီးတော့အားပေးနေတဲ့ရောင်နေတဲ့ရေငွေကြီးချုပ်ကြီးကိုလည်းပဲအထူးပဲကျေးဇူးတင်ပါတယ် ြိသက်များကိုလည်းပဲဘုန်းကြီးတို့လေးစားပါတယ်။ဘုန်းကြီးတို့ဟာအပြင်းမှန်မှန်တယ်မှားရင်မှားတယ်ပဲစီစဉ်ပေးရတာပါ။အကယ်၍ကျောင်းသားမကရုဏာတက်ပြီးတော့ကျောင်းသားအပြင်းမှားသွားလို့ဘုန်းကြီးတို့စုမချဘူးဆိုလို့ရှိရင်လည်းပဲဘုန်းကြီးတို့နားလည်ပေး။ဒါပေမဲ့တမိကျွတ် TTC ကမာရွတ်ကျောင်းသားများကဂုံပြုတ်ဖို့အတွက်စဉ်းစားဆောင်နေတယ်။တမိကုနာမကြည့်အောင်အခုလှမ်းကြည့်စမ်းပါရဲ့။ကွန်ပျူတာဖွင့်အင်အား120ကျော်တယ်။ငင်လာပါ တမီစိတ်လေးကိုပေါ့ပေါ့လေးထားတမီအပြေမှားသွားရင်ဘုံဘုံစိတ်ဆိုးမလားဆိုးပါဘူးဗျာအပြေမှန်ရင်ဘုံဘုံခွဲပြီးမလားမပေးနဲ့မပေးနဲ့မယူနော်ဘုန်းကြီးလည်းပဲဒီမိကုန်းအတွက်ရစ်ခုံပါလေအမှန်မှန်တော့ကြီးညာပေးဖို့မဝတ်ပါဘူးမြတ်စွာဘုရားရှင်သည်ဝေသားလေးပြည့်ရှိစဉ်ကရဟန်းတို့တတိရှိလျက်ဆင်ကျင်လျက်နေရ၏လို့ရဟန်းငယ်တို့ကိုကိရတာစိတ်မြို့သိထားနိုင်ဖို့အတွက်မာကြားချက်သည် မိသည်အမျိုးသမီးကြောင့်ပြစ်ခဲ့ရပါတည်းကိုကျော်တော်လင်းတမဗျာဘုန်းကြီးလည်းနောက်က ABC လာမေးတယ်ရွေးပြလိုက်တယ် AU ဘုန်းကြီးကတော့အဖြေမှန်ဘီလို့ ထင်သလိုလိုမထင်သလိုလိုနောက်ဆုံးတော့ကုကျော်တော်လေးနဲ့ပဲအချိန်မဆိုင်တော့ပါဘူးအေလိုလိုဘီလိုလို မသေးချာမရေရတဲ့မမဆောင်းရဲ့အပြေမှန်ကြိုတင်တည်စီရန်ကြံစီနေတဲ့မအီမီဆန်ရဲ့ကိုကျော်သွန်လင်းနဲ့ပဲဆက်ပြီးတော့ရှင်းလင်းပါရန်လို့ပန်ကြပါတယ်ကိုကျော်သွန်လင်းအပြေစစ်ပေးပါအားနာကြမလို့ပါဘူး ရှင်ခွန်အားဆုံးချိန်ပါပဲဒီစင်တီရအောင်ကျွန်တော်တို့ရဲ့တမင်းငယ်လေးကကျွန်တော်တို့အားလုံးတူတူကြည့်ကြရတဲ့အတိုင်းပါပဲမိမိရဲ့စာဖြေဌာနကနေတဆင့်ဆံရဆံရကဏအပီးသည့်အလိုက်ရှင်ပြိုင်မှု အစဉ်စဉ်ကိုအောင်းတုံခွန်ဆိုင်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအကောင်းဆုံး ကြိုးစားပြီးတော့ဖြည့်ဆူလာနိုင်ခဲ့တာ နောက်ဆုံး final မေကွန်အထိတက်လှမ်းလာနိုင်ခဲ့ပါပြီအခုသမီးငယ်လေးဖြည့်ဆူလိုက်တဲ့ final မေကွန်ဟာကျွန်တော်ဒီကနေ့ချင်းပါနေတဲ့ဒွါတသမအချိန်မြန်မာနိုင်ငံလုံးဆိုင်ရာတုတ္တဆွန်လင်းဗုဒ္ဓဝင် ဖြည့်ဆူပူဇော်ပွဲရဲ့ပန်းတိုင်းပဲဖြစ်ပါတယ်အဲ့ဒီအတွက် ။သမီးလေးရဲ့စူချင်းငွေချက်320တန်မေကွန်။မြတ်စွာဘုရားရှင်သည်ဝေတာလီပြည်တွင်ရှိစဉ်အခါယဟန်တို့တတိရှိလျက်စင်ခြင်းလျက်နေရာဤလိုယဟန်ငယ်တို့အားကိလေသာစိတ်မြိုသိမ့်ထားနိုင်စေရန်မှားချချက်သည် မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသည်။ဒီမိကုံရဲ့အဖြေကို သမီးလေးက B Amber Bali ပြည်တစားလို့ဖြေဆိုထားပါတယ်။တော်ဒသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင် 皮数不作威严，恼羞而死。苏秦为将，定天下，那是人没公义。苏秦为将。 안나세레 메고예 앞실만 가도 마음 <laughs> 말할 겁 က်လောက်လာပြီးပြည်တန်စာဖြစ်ရတာဘယ်လိုအဖြစ်တွေလောက်ခဲ့လို့လဲဖရာတောရသမအချိန်မြောက်တုတဆုံလင်ဘုဒ္ဓဝင်ပြိုင်ပွဲမှာနောက်ဆုံးမိကွန်ဖြစ်တဲ့သိန်း120တန်းမိကွန်ကိုရန်ကုန်ကမအီချာဖြူကနေပြီးတော့အောင်းအောင်းမြင်းမြင်းဖြေချခဲ့ပါတယ်အဲ့ဒီသိန်း120တန်းမိကွန်ထဲမှာအာမပါဠိရဲ့အကြောင်းလေးပါလာတဲ့ပေါ့ဟိုရင်ကလည်းပဲဖုံဖုံအဲ့ဒီအာမပါဠိရဲ့အကြောင်းလေးကိုတင်ခဲ့ပူပါတယ် ။ဒါဖြစ်လို့အမပါဠိဟာဒီလောက်လှပါရဲ့ချောပါရဲ့နဲ့ပြည်တန်စာမဖြစ်ရတာလေလို့တော်တော်များများကလာရောက်ပြီးတော့မြေးထားတာလေးတွေရှိပါတယ်။အမပါဠိပြည်တန်စာမရဲ့ဘဝအကြောင်းကို ပြန်ပြောင်းပြီးတော့မှကြည့်လိုက်တဲ့အချိန်မှာအမပါဠိဆိုတဲ့ဒီဒီအမျိုးသမီးဟာဘဝတစ်ခုမှာပေါ့ဘဝတစ်ခုဆိုတာကဖုဒ္ဒမြတ်စွာဘုရားလက်ထက်မှာဖုဒ္ဒမြတ်စွာဘုရားရဲ့နမတော်ဖြစ်ခဲ့တယ် မြတ်စွာဘုရားရဲ့နာမတော်ဆိုတဲ့အတိုင်းပဲမြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားပြီးတော့အလူကြီးအတန်းကြီးတွေပေးခဲ့တယ်ပေါ့အဲ့လိုအလူကြီးအတန်းကြီးတွေပေးခဲ့တဲ့အတွက်သူ့ရဲ့ဆုတောင်းကလည်းပဲဘဝဆက်တိုင်းဆက်တိုင်းရုပ်ရည်ချောမောလာပါတဲ့သူချစ်ရပါလို့ဤဆိုပြီးတော့သူကဆုတောင်းခဲ့တယ်သူ့ရဲ့ဆုတောင်းအတိုင်းပဲဘဝအဆက်ဆက်ရုပ်ရည်ကတော့အမတန်ချောမောလာပါတယ်ဒါနဲ့ပဲတန်တရာတလောမှာကျင့်လေသွားလိုက်တာဒီဘာရကဘာကနေပြီးတော့ 30တကဘာထက်မှာတိခိမြတ်စွာဘုရားပွင့်တော်မူပါတယ်။အဲ့ဒီတိခိမြတ်စွာဘုရားလက်ထက်မှာတော့ပုံနာမျိုးမှာဖြစ်တယ်ပေါ့။ပုံနာမျိုးဆိုတာပညာလဲတက်တယ်၊မာနကလည်းအရန်ကြီးတယ်။အဲ့ဒီပုံနာလက်ထက်မှာဒီရဟန္တာမကိုသူကပြင်မာစော်ကားခဲ့တယ်။ဘလို့ပြင်မာစော်ကားလဲဆိုတော့အောင်မလေးတဲ့ကြည်စမ်းပါအောင်နဲ့သူများပို့တဲ့ဆွန်းနေစားပြီးတော့တဲ့ကြည်တန်စာမလောက်တော့မှအချစ်မရှိဘူးတဲ့ ပြည်တန်ဆာမလောက်တော့အကျင့်မကောင်းဘူးတဲ့မြတ်စွာဘုရားရဲ့သာသနာဘောင်ကိုဝင်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်ကိုဖျက်ဆီးနေတယ်ဆိုပြီးတော့ဒီလိုပဲခက်ခက်တန်တန်ကြမ်းကြမ်းတန်တန်ဆဲရီတိုက်ထွာခဲ့ဘူးတဲ့ကိုပြောလိုက်တဲ့သူကဘယ်လိုပုံကိုမှဘယ်ဝါမှသူမသိဘူးယဟနာမကြီးကိုပြောဆိုစော်ကားခဲ့တဲ့အတွက်သူကအဲ့ဒီဘဝကနေတေလွန်တော့အပင်ငရေကိုကြပါတယ်အပင်ငရေကနေဒုက္ခဝေဒနာအမျိုးမျိုးခံစားပြီးတော့တက်လာတော့သူဟာ ဆင်းရဲနှုံချတဲ့ဘဝသူဆင်းရဲမှာဘဝကိုရောက်တယ်အဲ့ဒီကနေဘဝအဆက်ဆက်သွားလိုက်တာကတ္တဘမြတ်စွာဘုရားလက်ထက်ရောက်တော့မြတ်စွာဘုရားရဲ့တရားတော်ကိုနာမိပြီးတော့ကြင်ကြံကြိုးကိုအားထုတ်လိုက်တာအဲ့ဒီကုသိုလ်ကောင်းမှုလေးကြောင့်ပါဝရိဏနတ်ပြည်ကိုရောက်တယ်သူဟာဘဝတသောကာလပတ်လုံးညနာမကြီးကိုဒီရှာပြားလေးနဲ့ဝစီဘေဒထီတိုင်းရှာဆိုတဲ့စကားလေးနဲ့ ပြောဆိုခဲ့မိတဲ့အတွက်ဘဝတသောကာလပါလုံးသူဟာပြည့်တစားမှဖြစ်ရတယ်တဲ့အဲ့ဒီကနေဘဝဆက်ဆက်သွားလိုက်တာနောက်ဆုံးတာဝတိနာနတ်ပြည်ကနေစုတည်ပြီးတော့နောက်ဆုံးဘဝပေါ့နောက်ဆုံးဘဝကောဓမမြတ်စွာဘုရားလက်ထက်မှာတရက်ပင်မှာပရိသန်တွေတရားတဲ့အမ္ဘပါဠိအမျိုးသမီးရဲ့လို့ဖြစ်လာခဲ့တာဖြစ်ပါတယ်ဒီဘဝမှာလည်းပဲအရင်ဘဝကအကုသိုလ်တွေကမကုန်သေးတဲ့အတွက်ဒီဘဝမှာလည်းဆက်လက်ပြီးတော့ပြည့်တစားမှဖြစ်ရတယ် ဘဝတထောင်လုံးလုံးပြည့်တစားမှဖြစ်ရတယ်ပြည့်တစားမှဆိုတာကတော့စဉ်းစားကြည့်ပေါ့ဗျာကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ပုံကနေပါတယ်တော်တော်များများကပြည့်တန်စားမှဆိုရင်ယွံကြတယ်ဆက်ဆုပ်ကြတယ်ပေါ့အခုဒီဘဝမှာလည်းပဲပြည့်တန်စားမှဖြစ်ပြန်ရတယ်အဲ့တော့အမပါလီယာရုပ်စင်းလာပါရက်ကနေဘာဖြစ်လို့ပြည့်တစားမှကြီးဖြစ်ရတာလဲလို့ဆိုရင်ယဟန္တာမကြီးကိုနှုတ်နဲ့စော်ကားခဲ့တဲ့အကုသိုလ်ကံကြောင့်ဖြစ်ရတာဖြစ်ပါတယ် ဗောဓမမြတ်စွာဘုရားလက်ထက်ကိုရောက်လာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနာကြားရင်းနဲ့ဘိက္ခုနီမဝတ်ပြီးတော့တရားဓမ္မတွေကိုကြင်ကြံကြိုးကိုအားထုတ်လိုက်တော့အဲ့ဒီမှာဒိဗာသောတာညာစေတောပရိယညာဒီညာတွေကိုအတိအသေးရတော်မူပြီးတော့နောက်ဆုံးအာတောတရားကုန်ခန်းနဲ့ညာတာမာကြီးအဖြစ်ကိုပါရရှိတော်မူခဲ့ပါတယ်။ဒါကြောင့်မို့ဒီအာမပါဠိအကြောင်းလေးကိုပြောပြရတာကအားလုံးသင်ခန်းစာယူနိုင်ကြရအောင်ဖြစ်ပါတယ်။ဘာတွေကိုသင်ခန်းစာယူရမလဲလို့ဆိုရင် အချို့ပုံကိုတွေဟာကိုယ့်ရဲ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသမာမာနတွေကိုအတော်မတန်နိုင်ပဲနဲ့ပြောခြင်းရာတွေပြောတယ်ဆိုခြင်းရာတွေဆိုတယ်ယဟန်တန်ဃာတွေကိုဆဲရဲတိုင်းထွာတယ်ကိုပြောကိုဆိုလိုက်တဲ့ယဟန်တန်ဃာဘယ်လိုပုံကိုကြီးမှလဲသူမသိဘူးအဲ့လိုပြောဆိုဆက်ဆံခဲ့မိတဲ့အတွက်ဘဝဆက်ဆက်မကောင်းတဲ့ဆိုးကျိုးတွေပေးရပါတယ်ဆိုတဲ့သင်ခန်းစာကိုယူကြရမှာဖြစ်ပါတယ်အားလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ